ကျိုင်းတုံမြို့၌2025ခုနှစ်ကပတ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်ခမ်းနားကျင်းပတဲ့တွင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်ရှိပိုင်းကျိုင်းတုံမြို့၌2025ခုနှစ်ကပတ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်ခမ်းနားကိုဇွန်လ9ရက်နေ့နဲ့9နာရီကအမှတ်3ရပ်ကွက်မြို့တော်ခမ်းမ၌ကျင်းပပြုလုပ်ခဲ့ပါတယ်။ဦးစွာတတိကံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမူဘိုးမူးချုပ်စိုးလိုင်က အမှားစကားပြောကြားပြီးကျိုင်းတုံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှာ လက်ထောက်ညွန်ကြားရေးမှူးဥအောင်စော်လေးကကပတ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဖြစ်ပေါ်လာပုံကိုရှင်းလင်းပြောကြားခဲ့ပါတယ်။ထို့နောက်တရိကန်ဒေတာတိုင်းစစ်တာနာချုပ်တိုင်းမှုနှင့်တာဝန်ရှိသူများက2025ခုနှစ်ကပတ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်စာရေးစာကုန်းနှင့်ပကြီးပြိုင်ပွဲတွင် စုရရှိသူများစုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ထို့နောက်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဗီဒီယိုပြသရာတိုင်းမှုနှင့်အဖွဲ့ဝင်များ အခမ်းအနားသို့တက်ရောက်လာကြသည့်ပြည်내ခရိုင်မြို့နယ်ဆင့်ဌာနဆိုင်ရာများဒေသခံတိုင်းရင်းသားပြည်သူများကကြိရှိအားပေးခဲ့ကြောင်းသိရှိရပါသည်ခမညာ